တရုတ်သည်ယခုနှစ်တွင်စံချိန်တင်ကျွေးမီဒေါ်လာ22ဘီလီယံရရှိရန်ရှိနေပြီးကမ္ဘာစင်းရဲဆုံးနဲ့ထိခိုက်လွယ်ဆုံးနိုင်ငံတွေပါဝင်ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံအတွက်အရင်းဒီမတည်သူအဖြစ်ကနေအကျွေးတောင်းသူဖြစ်လာတယ်လို့ Australia ပညာရှင်အဖွဲ့ Lowy Institute ကပြောပါတယ်2020ပြည့်နှစ်လွန်များကကပတ်လမ်းရဝန်စီမံကိန်း PRI အတွက်ထုတ်ချေခဲ့မှုတွေကနေပြန်ရမယ်ကြွေးမိတွေဟာချင်းွေအစ်စ်တွေထက်ကျော်လွန်သွားခဲ့တယ်လို့ Lowy Institute ကပြောတာပါ ကမ္ဘာအစင်းရဲဆုံးနဲ့ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံခန့်ဟာ2022ခုနှစ်ကနေ2018ခုနှစ်အတွင်းချေးယူခဲ့တဲ့ချင်းငွေတွေအတွက်စံချိန်တင်ကျွေးမီစုစုပေါင်းဒေါ်လာ22ဘီလီယံပေးရလိမ့်မယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်တရုတ်ဟာကျွေးမီဂရီကဝတ်တွေပြန်လည်ပြင်ဆင်ဖို့နိုင်ငံတကာဖိအားကိုရင်ဆိုင်နေရတယ်လို့ပြည်တွင်းဖိအားအထူးသဖြင့်အစိုးရနဲ့ဆက်ဆက်နေတဲ့ဘန်ဒါရီအဖွဲ့အစည်းတွေရဲ့အကြွေးတက်မှုတံကိုလည်းခံနေရပါတယ်။ တရုတ်ကအကျွေးအတောင်ဆုံးသူဖြစ်သွားတာဟာဖွံ့ဖြိုးရေးမိဖတ်ဆိုတဲ့သူ့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမှာပါလို့သူတေသနာပညာရှင် ရာလီဒုတ်ကပြောပါရယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနက2025ခုနှစ်မေလ28ရက်နေ့မှာအဲ့ဒီအစီရင်ခံစာကိုပယ်ချခဲ့ပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေကိုတရုတ်ရဲ့ချင်းငွေအကူအညီနဲ့ပတ်သက်ပြီးနိုင်ငံတချို့ကကောလာဟာလတွေဖြန့်နေကြတယ်လို့ပြောပါရယ်သမရာရှိချင်းဖြင့်လက်ထက်မှာစတင်ခဲ့တဲ့ကပတ်လန်ရက်ဝန်စီမံကိန်းအရတရုတ်ဟာ ကမ္ဘာမှာဩဇာထက်မှန်လွန်မိုးနိုင်စေဖို့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိနေတဲ့အခြေခံအဆောက်အုံစီမံကိန်းဒါဇင်ပေါင်းများစွာအတွက်ဒေါ်လာဘီလီယံပေါင်းများစွာထုတ်ချေထားပါတယ်။တရုတ်ဟာကျွေးမီအလဲထအဖြစ်သီရိလင်္ကာရဲ့ဟန်ပန်တိုတာစိုက်ကန်းကို69နှစ်အငားစာချုပ်ဖြစ်ရယူလိုက်ပြီးတဲ့နောက်ယင်းဤမှုန့်နှံမှုတွေဟာကျွေးမီထောင်ချောက်များဖြစ်တယ်လို့ဝေဖန်တဲ့နေထွက်ပေါ်လာခဲ့ပါတယ်။ချင်းွေရယူခဲ့တဲ့နိုင်ငံတွေဟာ အထူးသဖြင့် COVID-19 ကပ်ရောဂါနောက်ပိုင်းစီးပွားရေးအကျပ်တင်းနဲ့စီးမံကိန်းအလားအလာမကောင်းမှုတို့ကြောင့်ချင်းငွေတွေကိုပြန်ဆက်ဖို့ရှုံးကန်နေကြရပါတယ်။ရရှိထားတဲ့အချက်လက်တွေအရဖွံ့ဖြိုးဆဲနိုင်ငံ120နဲ့54နိုင်ငံဟာတရုတ်ကိုပေးရမယ့်ကျွေးမီအားအနောက်နိုင်ငံမိရှင်များဖွဲ့ Paris Club ကိုစူပေါင်းပေးရမယ့်ပမာဏထက်ကျော်လွန်သွားပြီဖြစ်ကြောင်းစီးရင်ခန်းစာကဆိုပါတယ်။တရုတ်ဟာအိန္ဒိချင်း၉နိုင်ငံအနက်၇နိုင်ငံဖြစ်တဲ့လာအိုပါကစ္စတန်မွန်ဂိုလီးယားမြန်မာ ကာဇက်စတန်၊ကာဇက်စတန်နဲ့တာဂျကစတန်တို့အတွက်ငွေအများဆုံးထုတ်ချေထားတဲ့ကျွေးမီရှင်ဖြစ်တယ်လို့သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။တရုတ်ဟာယမန်နှစ်ကပါကစ္စတန်ကိုဒေါ်လာ29ဘီလီယံထုတ်ချေထားပြီးတော့အကြီးမားဆုံးမီရှင်ဖြစ်လာတယ်လို့ကမ္ဘာဘဏ်ကပြောကြားထားပါတယ်။2013ခုနှစ်မှာတရုတ်အစိုးပြုခဲ့တဲ့ BRI စီမံကိန်းဟာအာရှ၊ဥရောပ၊အာဖရိကနဲ့တခြားနိုင်ငံတွေနဲ့ချိတ်ဆက်ထားမှုရှိနေတဲ့ကုန်သွယ်မှုနဲ့အခြေခံအဆောက်အအုံကွန်ရက်ကိုတိစောက်ဖို့ရှိရွယ်ထားပါတယ်ရှင်။ လောကောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။